Hello အားလုံးပဲမင်္ဂလာပါဒီစံနာဒီမင်္ဂလာနေ့ပြန်နေကြိုဆိုပါရစေ။ဒီနေ့တော့ကျွန်တော်တို့မလေးစကားပြောကြမယ်လေ့လာကြမယ်ဆိုတဲ့စီစဉ်လေးမှာတိမက်ထားရမယ့်ဇကလုံးတွေကိုကျွန်တော်တို့အတူတူလေ့လာကြမှာဖြစ်ပါတယ်။ဒီထဲမှာပါတဲ့ဇကလုံးလေးတွေကတငယ်ချင်းတို့အတွက်တစုံတရာအကျိုးရှိမယ်လို့ယုံကြည်ပါတယ်။ပြီးတော့တိမက်ထားဖို့လည်းလိုအပ်မယ်ထင်တဲ့ဇကလုံးလေးအနည်းငယ်ကိုကျွန်တော်ရွေးချယ်ပြီးတော့ ကျွန်တော်တို့ဒီနေ့လေ့လာကြမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့လေ့လာမှုလေးကိုစတင်လိုက်ကြရအောင်ပါโอเคဒီနေ့လေ့လာမှုရပထမဆုံးစကားလုံးလေးကတော့အဝတ်အစားကိုပြောတာဖြစ်ပါတယ်เนาะဝတ်အစားကိုကျွန်တော်တို့မလေးလို့ဘယ်လိုပြောမလဲမလေးလို့ဘယ်လိုပြောမလဲဆိုရင်ကျွန်တော်တို့မလေးလို့ဝတ်အစားကိုကျွန်တော်တို့ဘာကျူးလို့ပြောပါတယ်เนาะ B A J U ဘာကျူးဘာကျူးဆိုတာကျွန်တော်တို့အဝတ်အစားဖြစ်ပါတယ်ပြောကြည့်အောင်ပါဘာကျူးအဝတ်အစားဘာကျူး အဝတ်အစား Okay ဒါဆိုရင်တော့အရာဝတ္ထုတွေကိုကျွန်တော်တို့မလေးလို့ဘယ်လိုပြောတည်းဆိုရင်ကျွန်တော်တို့ဘာရန်လို့ပြောပါတယ်နော်ဘာရန်အရာဝတ္ထုဖြစ်ပါတယ် B A R A N G ဘာရန်အရာဝတ္ထု B A R A N G ဘာရန်အရာဝတ္ထုဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့တကူစာအသုံးဆောင်ပစ္စည်းအချို့အနည်းငယ်ကိုကျွန်တော်လေ့လာမှာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အဝတ်စာကိုတော့ကျွန်တော်တို့ဘယ်လိုပြောတည်းဆိုရင်ကျွန်တော်တို့ကိုင်ရင်လို့ပြောပါတယ်နော် K I N ကိုင်အဝစ်စလက်ကြည့်ပါဦးကိုင်အဝစ်စဖြစ်ပါတယ် K A I N ကိုင်အဝစ်စဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့လုံကြီးကိုတော့ကျွန်တော်တို့မလေးလို့ကျွန်တော်တို့စာတောင်းလို့ခေါ်ပါတယ်နော် S A R U N G စာတောင်းလုံကြီးဖြစ်ပါတယ်စာတောင်းလုံကြီး S A R U N G စာတော်လုံကြီးဖက်နက်ကိုတော့ကျွန်တော်တို့မလေးလို့ကတ်ဆွတ်လို့ပြောပါတယ်နော် K A S U T ကတ်ဆွတ်ဖက်နက်ဖြစ်ပါတယ် K A S U T ကတ်ဆွတ်ဖက်နက်ဖြစ်ပါတယ်မတားရလွယ်ကူမယ်လို့ယုံကြည်ပါတယ်နော်ကတ်ဆွတ်ဖက်နက်ဖြစ်ပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့ဘောင်းမီတို့ကိုတော့ကျွန်တော်တို့ ဆလွားပန်တေတို့ခေါ်ပါတယ်နော် S E N U A R ဆလွားဆိုတာကျွန်တော်ဘောင်းမှုဖြစ်ပါတယ်ဒီဘက်ကကျွန်တော်တို့ P E N D A K ပန်တေဆိုတာကျွန်တော်တို့တူတာကိုပြောတာဖြစ်ပါတယ်နော်ဆလွားပန်တေဆိုတာကျွန်တော်တို့ဘောင်းမီတို့လို့အတိပဲရပါတယ်ဆလွားပန်တေဘောင်းမီတို့ဖြစ်ပါတယ်ဒါဆိုရင်ဘောင်းမီရှိကိုဘယ်လိုပြောမလဲဆလွားပန်ချန်းလို့ပြောပါတယ်နော်ဆလောကတော့ကျွန်တော်တို့ဘောင်းမီဖြစ်ပါတယ်ဆိုစနာကပန်တီးရတိုးတယ်ဟုတ်ပြီဒါဆိုရင်ရှေ့တာကိုတော့ပန်ချန်းလို့ပြောပါတယ်เนาะဆလောပန်ချန်း ်ပေါင်းမီရှိဖြစ်ပါတယ်။ပြောကြည့်အောင်ဆလွားပန်ချန်းပေါင်းမီရှိဒါဆိုရင်ခြေအိတ်ကိုဘယ်လိုပြောလဲခြေအိတ်ကိုတော့ stocking လို့ပြောပါတယ်နော် S T O K I N stocking ခြေအိတ်ဖြစ်ပါတယ် S T O K I N stocking ခြေအိတ်ဖြစ်ပါတယ် Okay ဒါဆိုရင်나이ကိုဘယ်လိုပြောမလဲ jam j a m jam ဆိုတာ나이ဖြစ်ပါတယ်မတရလကုမလေးယုံကြည်ပါတယ်เนาะ나이ကို j a m jam 나이လို့ပြောပါတယ်เนาะ j a m jam 나이ဖြစ်ပါတယ်ဒီစကလုံးလေးတွေကတိမတ်ထားမဲ့စကလုံးလေးတွေဖြစ်ပြီးတော့တငယ်ချင်းတို့အနေနဲ့လည်းဒီထက်မှပါတဲ့စကလုံးအနည်းငယ်ကိုတိမတ်ထားဖို့လိုအပ်ပါမယ်နော်။ မလေးစကားပြောနဲ့ပတ်သက်ပြီးလွယ်ကူတဲ့စကားလုံးလေးကိုအမြဲလေ့လာခြင်းနဲ့ဆိုရင်ဒီဇက်အန်တာတိတ်မန့် YouTube channel လေးကို subscribe ပြုလို့ထားဖို့မမေ့နဲ့နော်။ဒါဆိုရင်နောက်လာမယ့်သင်ခန်းစာတွေမှာလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းလေးနဲ့ကျွန်တော်တို့အားလုံးပြန်လည်ဆုံတွေ့ကြပါမယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။